အဖေကတော့လက်မခံဘူးပေါ့အမျိုးတွေကလည်းဥစ္စာလက်မခံလို့လက်ပါတာတွေပါလို့မရှိခဲ့ပါဘူးပြောတာပေါ့နော်မမီဆိုလို့ရှိရင်နောက်ဆုံးငိုတော်မှငိုတယ်အဲလိုမျိုးဒါပေမဲ့လည်းမရခဲ့ဘူးဘယ်လိုပဲဖြစ်ဖြစ်နော်သူတို့ရှိမှတော့နည်းနည်းထိမ့်ပြီးတော့လမ်းကွယ်ဟိုလမ်းကွယ်ရန်ချောက်သွားတာပဲနော်ဘယ်လိုမှဥစ္စာဖြစ်လို့မရဘူးလေအဖေကလေသူဥစ္စာဖြစ်တော့လေတင်မောသားဖြစ်တော့လေအရန်ကန်ကောင်းတယ်များသောအားဖြင့်အချိန်များအချိန်မောင်းအချိန်နေမှာ ဖေဖေကဟိုဟာတင်မောထွက်နေတာများတော့လေလေသူပြန်ရောက်လာတဲ့အချိန်ကျကိုလည်းရှောင်နေလိုက်တာပေါ့မသိကြအောင်ဆောင်နေလိုက်တာဘယ်လိုပြောပါတကြီးလာတဲ့ဥစ္စာတွေဆိုတာဒီ LGBT တွေဆိုတာလေเนาะဟိုဟာတာတော့သမီးကလည်းမရှိဘူးเนาะနာလဲနာလာပြီဆိုတော့ ဟိုအိမ်ပိုင်မရှိကြတဲ့လူတွေကတော်တော်ဒုက္ခရောက်ကြပါတယ်เนาะဟိုဟာဖြစ်တဲ့အခါမှာဝင်ငွေလည်းမရှိတဲ့အခါမှာစေးတောက်စားတောက်စားတောက်ဖို့တက်ကိုဟိုစေးတောက်ဖို့ကလည်းလူသေးတယ်လေเนาะဘာဖြစ်လဲလူစရာအသက်ကြီးလာပြီဆိုလို့ရှိရင်ဆိုအသွေးတို့နှလုံးစည်းကြိုအကုန်လုံးဖြစ်ကြတာလေเนาะအဲ့တော့အဲ့ဒီအတွက်ကိုလည်းစီလီကုသပေးဖို့လည်းအကုန်လုံးတိုင်မင်နေကြတယ်ဘယ်လိုမျိုးအိမ်ဟိုပဲငှားပြီးတော့ကုသမလား เนาะဒါမှမဟုတ်လေဥစားဖြစ်ရင်ရမုံငွေပွဲလေးနဲ့အိမ်လေးဝယ်လိုက်မလားပေါ့နော်အဲ့မှာမှာဘိုးဘွားတွေကိုတကယ်ကိုဥစားဖြစ်တဲ့ဘိုးဘွားတွေအတွက်ကိုအဲ့လိုနေထိုင်စရာလေးတွေပေါ့နော်အဲ့အဲ့လိုမျိုးလေးတွေဟိုလုတ်ဖို့လဲစဉ်းစားနေကြပါတယ်အကုန်လုံးလေဟိုဘသူကတော့ဘသူကတော့ကုတ်တာဟုတ်ခြောက်တာတိုက်ပါလေနော်အဲ့တော့ဟိုကပြောသူတို့တွေကတော့အတင်းမချောက်အောင်တော့လုတ်ကြတာပေါ့နော်ဟိုအဖြစ်ဟိုဒီလိုမျိုးမနှွက်အောင်ပေါ့နော်လုတ်ကြတာဒါမဲ့လေဗီဇဟိုကပါလာခဲ့ပြီးပြီပေါ့နော်ဆိုတော့ ဘလို့မှဟိုဖြစ်လို့မရပါဘူးနောက်ဆုံးဟိုပေါ့အမေကတော့လက်ခံတယ်အမေကတော့လက်ခံတယ်အမေကနောက်ဆုံးငုံကြောဟိုပေါ့89ဥစားမှာ89 90မှာနိုင်ငံခြားကိုထွက်တဲ့အချိန်မှာအမေကတခုံးမဲမှလိုက်တယ်နော်6ချင်6ဘယ်နော်လမ်းဘေးအ6တော့မဖြစ်စေနဲ့ဆိုတော့အဲ့အဲ့လိုစကားတခုံးနဲ့ပေါ့နော်မမီးကစေးသမားလည်းမဖြစ်ခဲ့ဘူး နော်ဟိုဟာဖြစ်လေဟိုမပြည့်စည်ခဲ့ဘူးပေါ့နော်နိုင်ငံသားမှလေအမျိုးဆုံးပြည့်စည်လို့ရတယ်ပေါ့နော်မပြည့်စည်ပဲနဲ့ဘယ်လိုမမိစကားတခွန်းနဲ့ဥစ္စာဖြစ်လာငငယ်ကြီးကအဖေကတော့လက်မခံဘူးပေါ့အမျိုးတွေကလည်းဥစ္စာလက်မခံလို့လက်ပါတာတွေပါပြီးတော့မရှိခဲ့ပါဘူးပြောတာပေါ့နော်မမိဆိုလို့ရှိရင်နောက်ဆုံးငိုတော်မှငိုတယ်အဲ့လိုမျိုးဒါမှလည်းမရခဲ့ဘူးဘယ်လိုပဲဖြစ်ဖြစ်တော့သူတို့ရှိမှာတော့နည်းနည်းလေးထိမ့်ပြီးတော့လမ်းကွယ်ဟိုလမ်းကွယ်ရအောင်ခြောက်သွားတာပဲတော့ဘယ်လိုမှဥစ္စာဖြစ်လို့မရဘူးလေเนาะအဲ့လိုမျိုးပါအတိုက်ခံတော့မရှိပါဘူးဖေဖေက လေဟိုဥသာဖြစ်တော့လေတင်မောသားဖြစ်တော့လေအရန်ကန်ကောင်းတယ်များသောအားဖြင့်အချိန်များအချိန်မောင်းအချိန်နေမှာဖေဖေကဟိုဟာတင်မောထွက်နေတာများတော့လေလေသူပြန်ရောက်လာတဲ့အချိန်စကူလေရှောင်းနေလိုက်တာပေါ့မသိကြအောင်ရှောင်းနေလိုက်တာပေါ့အဲ့လိုမျိုးပါအဲ့လိုမျိုးလက်ပါပြီးတော့ဟိုဟာဖြစ်တဲ့အတိုက်ခံဖြစ်တာမျိုးတော့သိမရှိပါဘူး။ဒါပေမဲ့အသက်ကြီးလာတဲ့ခါကျတော့လေအသက်ကြီးလာတဲ့ကျတော့လေဖေဖေကလက်ခံသွားပါတယ်။သိလား။ဥစားဖြစ်တဲ့အခုဟိုဟာဒီမဆုံးငင်အထီကို ကလေးတွေကိုကုကုကလေးတွေကိုဆိုလို့ရှင်လေမင်းတို့မေးစုနေမယ်မင်းတို့မေးစုနေမယ်အဲအဲ့လိုမျိုးနဲ့လေကို့ကိုလက်ခံသွားတဲ့သဘောပေါ့နော်နောက်ဆုံးကြတော့လေလူကြီးတွေကဘာဖြစ်ဟိုကောင်းကောင်းမွန်မွန်နဲ့လမ်းကြောင်းတစ်ခုပေါ်မှာကောင်းကောင်းမွန်မွန်နဲ့အအောင်မြင်မြင်နော်လူဟိုတိတ်ခါရှိရှိနေသွားတဲ့အခါမှာဘလို့ပဲဖြစ်ဖြစ်နော်မိဘတွေလက်ခံသွားကြတာပါပဲနော်အဲ့ဒါလေးကိုတော့ မမီးကအမှတ်တရစကားလေးတစ်ခုအနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအဖေအဖေကတော့မမီးကအမြင်တမ်းတော့ဥစ္စာဖြစ်နေတာပဲအဖေနဲ့တူတူနေဖြစ်တာတူတူပေါ့တအိမ်နဲ့နေဖြစ်တာကျတော့အမတွေမရှိတဲ့အချိန်နိုင်ငံသားထွက်သွားတဲ့အချိန်မှာအဖေတယောက်တည်းဆိုတော့အဖေနဲ့တူတူတွဲနေဖြစ်တာပေါ့နော်အဲ့ဒါတစ်နှစ်တစ်နှစ်လောက်တော့နေဖြစ်တာပေါ့တင်အဲ့တစ်နှစ်မှာတော်တော်ပြူးစုဖြစ်ပါတယ်ဖေဖေနဲ့ဟိုတော်တော်ရင်းနှီးနှီးနေဖြစ်တယ်ပေါ့နော်အခုဥစ္စာဖြစ်တယ်အခုဖေဖေဆုံးသွားတဲ့အချိန်မှာတော့ဖေဖေအတွက်ဖေဖေကဟိုဝက်ဥချောင်းကြိုက်တော့လေ ဟိုဟာဖြစ်ခုနေခုနလေးနေမဲ့ဝဟုတ်ကြောင်မှာဒါရေဦးဝဟုတ်ကြောင်ကနေဖုန်းနေဆက်နေအာဒီညဒီညနေလာပို့မယ်ဆိုတော့အာအဲ့ဝဟုတ်ကြောင်တို့ကြည့်ကြည့်ပြီးတော့ငိုရအောင်မယ်ကွာအဖေမရှိတဲ့ချိန်မှာအဲ့လိုဒီနေ့မနေ့ဆိုမနေ့မနေ့ကမနေ့ကဆုံးတာဆိုတော့ဒီနေ့မနေ့မှာအဲ့ရနိုးလာတဲ့ခါမှာလေကလေးတွေကလုံနေကြအတိုင်းပေါ့နော်ဟဲ့အဖိုးကျွေးပြီးသွားပြီလားအဖိုးဘာကျွေးလဲဆိုတော့အချိန်မှာကလေးတွေကတော့ဟိုပေါ့အမေမွေးငါကျွေးတာတယ်ဆိုတော့ ဒါမဲ့သူတို့သူတို့ကျွေးတာလူလူလူခါဟိုဟာကျွေးတာမဟုတ်ဘဲနဲ့ဒီဝိညာဉ်ကိုကျွေးတာဖြစ်နေတော့လေကိုကြည့်ပြီးတော့မျက်ရည်ကျလာပေါ့နော်ဟဲ့လားပါပဲဟုတ်ကဲ့ပါတော့ပြည့်စုလိုက်ရတယ်သူလည်းပဲသူဟိုဟာဖြစ်တဲ့အချိန်မှာဟိုသွားမယ့်အချိန်မှာပေါ့နော်ဘလို့မှဥစ္စာဖြစ်လို့မရပဲနဲ့ဘလို့မှဟိုဟိုလေဟိုသူရဲ့အချိန်ကျလာလို့ပေါ့နော်သွားတယ်လို့ပဲတရားနဲ့ဖြေရတာပေါ့ကွနော်အဲ့လိုမျိုးပေါ့ဖြစ်ပါ perfect ဖြစ်တဲ့အဖြေပါပဲ เนาะအမြဲတမ်းအနောက်မှာဥစ္စာဖြစ်နေကိုအခုမမီကျော်ဟာအသက်56နှစ်ရှိပြီအခုလာမဲ့26မှာ59ရဲ့ဘဝမှာဒါပေမဲ့သူ့အနေနဲ့တော့မမီကကလေးလေးလိုပဲဘယ်လိုပဲဥစ္စာဖြစ်ဖြစ်ပေါ့เนาะမမီကလေဟဲ့ဟိုကလေးတွေနဲ့လေဖနှတ်ဝယ်အောင်မဲ့လို့ပြောလိုက်တယ်ဆိုလေ तू ကလေဝယ်ထားပြီးပြီเนาะတခုခုဆိုရင်ဖြည့်ဆည်းထားပြီးပြီ ဟိုဥစားပြတဲ့ဟဲ့ငါဟိုဟာပြတဲ့ပန်းလုတ်တဲ့ဒီ long nose ပေါ့နော် long nose ဥစားရှိလာ long nose ကိုဝယ်ထားပြီးပြီသူအဲ့လိုအဲ့လိုမျိုးလေဘိုးဥစားဖြစ်တဲ့အဖေမျိုးပါ perfect ဖြစ်တဲ့ငငယ်တုန်းကလည်းငယ်စဉ်ကလေးကလည်းမမီးတို့မတောင်းမတမချောင်းမကြပေါ့နော်မျက်နှာမငယ်အောင်ထားပြီးခဲ့တယ်နော်အခုချိန်အထိလဲအဖေဖေဟာဥစားဖြစ်တယ်ဟိုကိုကိုဟိုတနေ့ရဆိုလို့ရှိရင် အောက်တက်မှာဟိုကသမင်းစားနေရင်ချောင်းလေးစိုးတာရေခဲကြီးတွေတောက်ပြီးချောင်းစိုးမိတာပေါ့နော် ချောင်းဆုံးမိတဲ့အချိန်မှာတက်တိတ်ကလေးသွားလေလက်ထဲကိုဟိုဟာလေးပလင်းလေးတစ်ခုလာတယ်အဲ့ဒါကြီးကအဖြေကျော်ရစာသူအမြဲတမ်းရက်နေအဖြေကျော်ရစာကြဲအဲ့ဒါလေးကိုအဲ့ဒါလေးကိုငုံတာအဲ့ဒါလေးကိုငုံတာဆိုတော့လေကိုပီတိဖြစ်ရတာပေါ့နော်ဒီလိုမနေ့ကတော့အမနမနေ့ကလေးကလာမှာလေဟိုကိုကဘန္နာရေးမှုဆိုတော့ပတ်စံနေရာလေးကိုစီမာနော်အစီအစဉ်တွေကလေကိုလုတ်တာဆိုတော့ decoration တွေဟိုဟာလေ sound system တွေဘာတွေဆက်အကိုလုတ်တာဆိုတော့မနေ့ကတော့မလာနိုင်ဘူးမနေ့ကတော့ဖုန်းနဲ့ပဲအိမ်မှာလည်းဧည့်သည်တွေလာနေတော့လေ အဲ့တော့ဒီနေ့ကတော့မလာလို့မရဘူးပေါ့နော်ကိုကိုတည်းပဲကိုကိုတိုင်းလာမှလေရမယ်ပတ်စံကိစ္စတွေလည်းဟိုဟာဖြစ်ရမှာရှင်းရမှာဆိုတော့လေအကုန်လုံးအဲ့ဒါနဲ့ဟိုဟာဖြစ်ပြီးအိမ်မှာတော့အတော်တွေကိုထားခဲ့ပြီးတော့အဲ့ဒါနဲ့ပြေးပြီးတော့လာခဲ့ရတာဟိုဘယ်လိုပဲဖြစ်ဖြစ် show must go on ပေါ့နော်ဘာဖြစ်ဘယ်လိုပဲကိုယ့်ရဲ့ personal ပဲဖြစ်ဖြစ်ဒီလောက်ရမယ့်အလုပ်ကတော့ကိုလောက်ရမှာပဲပေါ့နော်အဲ့တော့